မင်္ဂလာပါကျွန်တော်ဒီနေ့ဖတ်ပြပေးသောမှာကဒေါက်တာဖြိုးတီဟာရဲ့သူ့နေရာကိုမရောက်ဖူးသေးတဲ့ရွေးဆိုတဲ့ဆောင်းပါဖြစ်ပါတယ်တစ်ခါတလေကြတော့ တွေးမိပါတယ်ညမပြေကစစ်ဘိုလ်ချုပ်တွေနေရတာငါရောက်ခဲ့ရင်ရောဒါမှမဟုတ်ငါဖေးတာဘိုလ်ချုပ်တယောက်ဖြစ်ခဲ့ရင်ရောငါအခုလိုအတွေးမြင်ရှိပါမလားအခုလို ရက်တီပါမလားဆိုပြီးတော့ပေါ့အမှန်ပြောရရင် မသေးကြပါဘူး မသေးကြပါဘူးဆိုတာထက်လက်ရှိစစ်ဘုတ်ချုပ်တွေသူတို့သားသမီးတွေလိုပဲတွေးမြင်ဖို့ရွေးချယ်ဖို့ရက်တီဖို့ညားပါတယ်။အဲ့ဒီလိုပြောလို့သူတို့ကို နားလည်ပေးရမယ်ခွင့်လွှတ်ပေးရမယ်သူတို့မှန်တယ်လို့မဆိုလိုဘူးနော်။လူကိုမတိုက်နဲ့စနစ်ကို တိုက်လို့ပြောချင်တာပါ။စနစ်မပြောင်းဘဲအဲ့ဒီထဲကိုလူတွေပဲပြောင်းထည့်လိုက်လို့မရပါဘူး။အဲ့ဒီလူတွေပါ ပြောင်းသွားပါလိမ့်မယ်။အကျွင်းမဲ့အာနာဆိုတာ လူကိုရင်မှုသွားစေတယ်မဟုတ်လားသူတို့နေရမရောက်သေးတဲ့အချိန်မှတောင်ဒီကောင်တွေဘာတွေဖြစ်တယ်ညာတွေဖြစ်တယ်တိုင်းပြည်ကိုမငယ်ဘူးဘလို့ခိုးတယ်လက်စားတယ်စသဖြင့်ပြောနိုင်တာပေါ့သူတို့လောက်ကြီးမဟုတ်သေးတာတောင် အာနာပဲဖြစ်ဖြစ်လောက်ပိုင်တွင်ပဲဖြစ်ဖြစ်လက်နက်ပဲဖြစ်ဖြစ်ပါဝါလေးတစ်ခုရလိုက်ရင်ကိုပဲအလွဲသုံးစားလောက်ကြတာတွေမြင်နေကြားနေရတာပဲမဟုတ်လား အထင်းကိုမရှိခြင်းဟာစိတ်ွယ်ရာအရက်နဲ့တူပါတယ်လူကိုမဟုတ်တာလှုပ်ချင်စိတ်တွေဖြစ်လာစေပါတယ်အဲ့ဒါကို စနစ်နဲ့ထိန်းချောင်းမှပဲရေရှည်အတွက်ကောင်းမှဖြစ်ပါတယ်ဆိုရှယ်မီဒီယာမှာလူဒန်းစားကွာဟမှုကြောင့်ဖြစ်လာတဲ့ဝေပြားမှုတွေကိုအထင်းသာမြင်နေရပါတယ်လူတချို့ဘလို့မှယုံမှာမဟုတ်တဲ့အရာတွေကို အချို့ကယုံနေတယ်လူတချို့ကသူတို့အတွက်လောင်ပြောင်စရာအမှုပညာဖန်တီးမှုတွေကိုတချို့က တအားကိုနှစ်သက်နေပါတယ်လူတချို့တော့အလေးညာဖြစ်နေတာတွေကတချို့တော့အာကိုစရာညှော်လင့်စရာဆွဲကင်ထားစရာကောက်ရိုးတမြင်ဖြစ်နေတတ်ပါတယ်ဥပမာပထိမသချင်းတွေအကြဲကြီးဖွင့်ပြီးကနေကြတာမျိုးဘာသာရေးကိုခူတုံးလို့ချင်းတွေထဲ့တာကိုအောက်ထင်နေတာမျိုးတစ်တော့ဆယ်လီတချို့ကိုအားပေးကြတာမျိုးနတ်ဘီရင်စတာတွေကိုအလုံးအမင်းယုံကြည်အားကိုးကြတာမျိုးတွေပေါ့ တဲ့တဲ့ပြောရရင်တောသားတာဇန်လို့သုံးနှုံးခံချရသူတွေပါ ကျွန်တော်ကတော့တတ်နိုင်သမျှနောက်ပြောင်ပြီးတောင်မသုံးမိအောင်နေပါတယ်ဘာလို့လဲဆိုတော့သူတို့လိုအနေထားသူတို့လိုဖြတ်တန်းမှုသူတို့လိုပညာရေးလောက်ပဲကျွန်တော်ရခဲ့ရင်လေကျွန်တော်လည်းပဲတောသားတစ်ယောက်ဖြစ်နေမှာမို့လို့ပါပဲအခုတော့ပြောနိုင်တာပေါ့ပညာလဲကောင်းကောင်းသင်ခွင့်ရနိုင်ငံရချားနယ်လေချီးကျူးခွင့်ရတော့အမြင်ကျနေတာကို ဒါတောင်အမနာတမ်းပြောရရင်ကျွန်တော်တို့ဆိုတာကလည်းဝလုံးကောင်းတဲ့လာတာနေတာပါပဲနွားချီရွက်ထဲကအားတငယ်တွေပါပဲနိုင်ငံခြားလေရောက်သွားရောအ ਨੇ စုံအစာပိုင်းတော့ကျွန်တော်တို့အားလုံးမှာကာဇန်တွေဖြစ်ခဲ့ကြတာပဲလေကျွန်တော်သားတပတ်6ရက်အင်ကိုလုပ်ပြီးတနင်္ဂနွေတရက်ပဲဖက်လေခွင့်ရခဲ့တဲ့သူဖြစ်ခဲ့ရင်ကျွန်တော်သား၄တန်းလောက်ပဲအောင်ပြီးရရအလုံးလုံးလောက်ကနေထွက် အဲ့ဒီကနေမှတက်တော့လေးသုံးပြီးစိတ်အပန်းဖြေရသူဖြစ်နေရင်ကျွန်တော်သာစိတ်ကုစရာပတ်စံမရှိလို့ဖျက်ကုကုပေးတဲ့ဒီစရာမှတပါအားကိုးစရာမရှိတော့ရင်အဲ့ဒီလိုတွေးကြည့်လိုက်တဲ့အခါနားလေပြေးသွားနိုင်ပါတယ်ပြဿနာရဲ့အရင်းမြစ်ဟာပညာရေးနိုင်ကြမှုတိုင်းပြည်စင်ရဲမွတ်တေမှုတွေနဲ့သွားဆိုင်နေတဲ့ဆိုတာလေသဘောပေါက်သွားပါလိမ့်မယ်အဲ့ဒီလိုပဲဘဝပြဿနာတွေ ေးချေမှုတွေနဲ့ပတ်သက်လာရင်လည်းတယောက်နဲ့တယောက်အခြေအနေချင်းတွေမတူကြပါဘူးတောက်စစ် relationship ထဲကရုံးထွက်လိုက်ပါလားနင်မှုလို့စိတ်ဆင်းရဲခံနေတယ်ပြော့ညံ့လိုက်တာဒီလိုပြောတတ်ကြပါတယ်ပြောတဲ့သူ ကြည်လိုက်တော့ငယ်ဘဝကလည်းတာတာရရာမိသားစုကလည်းသူ့နှောင်မှာလက်ရှိ relationship ကလည်းအဆင်ပြေဒီတော့ပြောနိုင်တာပေါ့ဟုတ်ခင်ဗျာငယ်ကလေးကဘသူရဲ့ချစ်ချင်းမိသားကိုမှမရခဲ့ရှာဘူး ရှိလဲသူ့နောက်ကိုပြန်လှည့်ကြည့်ရင်သူ့အရေးပဲရှိတယ်။ဒီတော့ရုံးမထွက်နိုင်တာရုံးမထွက်ရဲတာပါစမ်းလို့လေ။အတလီတော့လဲကျွန်တော်တို့ဟာအချိန်ခါတွေခစ်တွေ မတူတော့တာကိုနှိုင်းရှင်ပြီးအပြစ်တင်ကြအဆုံးဖြတ်ပေးတဲ့ကြပြန်ပါသေးတယ်။ဥပမာ1990တုန်းကမိမတယောက်အိမ်တောင်ကွဲဖို့ဟာ2020ကမိမတယောက်ထက်ဟိုခက်ပါတယ်။အများကြီးပို့ပြီးတော့စဉ်းစားရပါတယ်။ ျွန်တော်တို့မိဘတွေတုန်းက parenty ဆိုတာဘာမှမသိခဲ့တဲ့အတွက်ခုခင်မိဘတွေလို့တော့နားလည်မှာမဟုတ်ပါဘူးအဲ့ဒါကိုခုအချိန်နေနဲ့အရင်ခက်ကလူတွေကိုလှမ်းတိုင်းလို့မရပါဘူးအဲ့ဒီခက်တုန်းကတော့ဒီလိုပဲဆုံးဖြတ်ကြပြုမူချမှာပါပဲကိုယ်သာအဲ့ဒီခက်မှာလူဖြစ်နေရင်လည်းအဲ့ဒီလိုပဲရွေးချယ်မိလှုပ်ဆောင်မိမှာပါပဲဒါကိုတတိချက်ထားဖို့လိုပါတယ်ဒါကြောင့်အခုနောက်ပိုင်း ကျွန်တော်စီးတစ်ခုထားဖြစ်လာပါတယ်။ငါသာသူတို့နေရာမှာဆိုရင် သူတို့လိုမလုပ်ဘဲနေနိုင်ပါမလား။နေနိုင်တာသေးချာမှပဲဝေဖန်တော့ပါတယ်။ကိုအဲ့ဒီနေရာမှာမရောက်သေးလို့သူတို့လိုမဖြစ်သေးတာကို moral high ground ယူပြီးပစုံးတွေမပြောချင်တော့ပါဘူး။နေနိုင်တာတင်ကြရဲဆိုတာတောင်ပုဂ္ဂိုလ်ထင်တာပဲရှိပါသေးတယ်။တကယ်နေနိုင်မနေနိုင်က သူတို့နေရာရောက်ဖူးမှပဲသိနိုင်မှာပါ။ဘလို့ပဲဖြစ်ဖြစ် အ ਨੇ ဆုံးတော့အဲ့ဒီလောက်ကလေးကိုကိုကို ပြန်ပေးပြီးမှဝေဖန်ကြအဆုံးဖြတ်ပေးကြခြင်းကိုကောင်းပါတယ်လက်ဆယ်ချောင်းတောင်တစ်ချောင်းနဲ့တစ်ချောင်းမတူကြပါဘူးဒူရီဆို အမျိုးမျိုးကွဲပြားကြတာပေါ့ပင်ကိုပြီးသားမတူဘူးငယ်ဘဝတွေမတူဘူးတံပိုးထားမှုတွေမတူဘူးစံတန်ကြီးပြင်းရတဲ့ကျင်လည်ရတဲ့ပတ်ဝန်းကျင်တွေလည်းမတူဘူးစားသုံးတဲ့မီဒီယာတွေလည်းမတူကြပါဘူးကိုယ့်အကြောင်းပဲကိုတိကိုဘဝပဲကိုနားလည် ကိုစံတော့ငါပဲအမှန်ဆိုတဲ့လူတွေရဲ့ဘဝဟာတိတ်ကိုခြင်းမြောင်းလွန်ပါလေ။ကိုမြောက်ခုရဲ့ဘဝတွေအကြောင်းကိုလည်းနားလည်ရမယ်။ဒါကိုကိုချင်းစာတရားလို့လည်းခေါ်တာမဟုတ်လား။အဲ့ဒါကကိုအမြင်တွေကိုကျေစေပါတယ်။လူတွေကိုပို့ပြီးတော့နားလည်စေတယ်။အဆုံးဖြတ်တွေပြစ်တင်ကဲ့ရဲ့နေမဲ့အစာဒါဟာသူ့ရဲ့ရွေးချယ်မှုပဲလေဆိုတာမျိုးသဘောထားပြီးနိုင်ပါလိမ့်မယ်။အမော ချက်စလတ်တဲ့မြမြအကူကြီးအဆုံးဖြတ်ပေးတာနည်းနည်းလျှော့ပါကို့လိုချင်းနေမဟုတ်တဲ့သူတွေစီကနေဘလို့တော့လိုက်ပါလားဓာကြီးကတော့ဖြစ်တင်ဘူးနော်ဆိုတဲ့စကားတွေကြားကျင်ကြတာမဟုတ်ပါဘူးခါလီဆိုဒေါသတောင်ဖမိပါသေးတယ်လိုနေတာကအကူကြီးပါအဲ့ဒါကိုပေးလိုက်တာကပဲပို့ပြီးတော့အဆင်ပြေသွားစေပါလေဘဝကမျိုးမျိုးရှိတာမို့လူတိုင်းအတွက်တော့အသုံးတည့်ခြင်းမှတည့်မှာပါကျွန်တော်ကျင်သုံးဖြစ်နေတဲ့ လူမှုစည်းကမ်းတစ်ခုကိုညှဝေလိုက်တာပဲဖြစ်ပါတယ်ခင်ဗျာ